အခုတင်ဆက်ပေးမယ့်သတင်းကတော့ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး88မျိုးဆက်ကသဘောထားထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြန်ကြားရေးဝန်ကြီးဌာနကရေးဆွဲလိုက်တဲ့ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းကဥပဒေမူကြမ်းကိုရက်ဆိုင်ထားပြီးကျယ်ပြန့်တဲ့ညှိနှိုင်းမှုများဆောင်ရွက်ဖို့တိုက်တွန်းမှုပါဝင်တဲ့သဘောထားထုတ်ပြန်ချက်ကိုကြေညာခဲ့တယ်လို့သိရပါတယ်ရှင်။အဲ့ဒီသဘောထားထုတ်ပြန်ချက်မှာအချက်၃ချက်နဲ့ဖော်ပြထားပြီးအဆိုပါအချက်တွေထဲမှာ ဒီမိုကရေစီအသွင်ကုပြောင်းရေးမှာစတုထမန္တန်ရဲ့အခန်းကဏ္ဍဟာအလွန်အရေးပါတဲ့အနေအထားမှရှိတယ်လို့လက်ခံထားကြောင်းပါဝင်ပါတယ်။ဒါ့အပြင်ပြန်ကြားရေးဝင်စည်းဌာနက2013ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းဥပဒေကြမ်းဟာစာနယ်ဇင်းနယ်ပယ်အပါအဝင်ကျယ်ပြန့်တဲ့ကိုစားပြုမှုနဲ့စတုထမန္တန်ရဲ့လွတ်လပ်ခွင့်ကိုအထောက်အကူပြုဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။အခုလိုသဘောထားထုတ်ပြန်ချက်အရပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းဥပဒေကြမ်းနဲ့ပတ်သက်ပြီး တွတ်တော်သို့တင်သွင်းရမယ့်ဥပဒေမူကြမ်းကိုရပ်ဆိုင်းထားပြီးစာနယ်ဇင်းအပါအဝင်ကျေတက်တဲ့ညှိနှိုင်းဆောင်ရွက်မှုများကိုဖော်ဆောင်ဖို့လိုအပ်တယ်လို့သိရပါဗျ။ပြန်ကြားရေးဝန်ကြီးဌာနရဲ့ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမူကြမ်းကို88မျိုးဆက်သာမကသတင်းမီဒီယာအဖွဲ့အစည်းများ အရက်ဖက်အဖွဲ့အစည်းများနဲ့အခြားနိုင်ငံရေးအဖွဲ့အစည်းများကပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။ဒါအပြင်ဥပဒေကျမ်းရုပ်သိမ်းရေးတောင်းဆိုတဲ့သဘောထားညင်ညာချက်ကိုနိုင်ငံတော်တမရပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများထံပေးပို့သွားမှာဖြစ်ပါတယ်။ထုတ်ပြန်ခဲ့တဲ့ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကျမ်းမှာအခန်းရှိခန်းနဲ့ပုံမှန်28ခုပါဝင်ပြီးသတင်းမီဒီယာကိုချုပ်ကင်မှုအတွက်ပုံနှိပ်ထုတ်ဝေခြင်းမှာထိန်းချုပ်နိုင်အောင်လှုပ်ဆောင်ခြင်းဖြစ်ပြီးရိုးသားမှုမရှိတဲ့ဥပဒေကျမ်းဖြစ်တယ်လို့စာနယ်ဇင်းအဖွဲ့အစည်းများနဲ့ဂျာနယ်လစ်များကကန့်ကွက်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။